ဖိလစ်ပိုင်ငလင်နဲ့ပတ်သက်ပြီးနောက်ဆုံးရတည်င်းအချင်းချုပ်လေးပြောပြခြင်းပါတယ်။အင်္ဂါနေ့ညခူးအခွန်းလောက်ကပေါ့ဖိလစ်ပိုင်အလေးအပိုင်စီဘူးကျွတ်မြောက်ပိုင်းကပိုကိုမျိုးနာမှာပြင်အား6ခွန်းတက်ထမှာကိုငလင်လုတ်သွားတယ်။အဲ့ဒီမှာလူတွေတေဆုံးဒဏ်ရာရကြပြီးပျက်စီးမှုတွေနဲ့တက်ကြအေးပေါ်ချင်းနေထင်နေတာပေါ့။ပထမတစ်ခုကတော့ဒါလူသားချင်းစာနာမှုအချက်တည်းပဲ။ဘောရဟူနီမနက်စင်ရဆိုတေဆုံးသူ69ဦးထိတက်လာပြီဗျာ။ဒဏ်ရာရတာက100လင်းစခွန်းမြောက်ကျော်။ အထူးသဖြင့်လူကိုတောင်းလို့နေတဲ့ပိုးကိုမျိုးမှာဆိုဆေးရုံထဲမှာလူနာတဲ့ပြည်လျံနေတာဆေးရုံအပြင်မှာပါကူနေရတဲ့အထိပဲအလောင်းအိတ်တွေတဲထုံနေရတဲ့မြင်ကွင်းတွေလည်းရှိတယ်လို့ဆိုပါတယ်ဒုတိယအနေနဲ့ကတော့ငလင်ရဲ့တက်ရောက်တက်ရောက်မှုနဲ့ပျက်စီးဆုံးရှုံးမှုတွေပါမြေအောင်ညက်ကလွန့်တာဆိုတော့နောက်ဆက်တွဲငလင်ငယ်တွေ39ဆုပ်ကိုချင်းအောင်လုခဲ့သေးတယ်စီကူးနဲ့နှီးတိုင်ကျုံးနေမှာအမိပြတ်တောင်းမှုတွေဖြစ်ခဲ့တယ်နောက်ပိုင်းတော့မြေပြန်ရတယ်လို့ဆိုပါတယ်ဘောင်တာရန်ကျုံးကဖျားကြောင်းခေါလောင်းဆင်ပြိုကြတာစီဘူးမြော့က shopping mall မျက်နှာကြက်ပြိုတာ ဘိုးကအမြန်စားဆိုင်သူပြက်စီတာတပုတ်ကောလာလမ်းတွေကွဲအတားတွေအများကြီးပဲတတားတွေရန်ခါဟဲ့တဲ့မတန်းနေလည်းရှိတယ်နောက်ဆုံးတစ်ခုကတော့တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ကြုံနေရတဲ့အခက်အခဲတွေပါညဘက်မောင်နှမရဲ့နောက်ဆက်တွဲငလင်းတွေကလည်းဆက်လှုပ်နေတော့ကယ်ဆယ်ရေးကအခက်အခဲရှိခဲ့တယ်စီဘူးဖီနဲ့အစိုးရကဆေးဘက်ဆိုင်ရာစေတနာဝန်တန်းတွေလာကူဖို့တောင်းဆိုထားရတယ်ဘိုးကဆေးရုံတွေပြည့်နေတော့လူနာတွေကိုမိုင်60ကျော်လောက်ဝေးခဲ့စီဘူးမြို့တော်ထိပို့နေရတယ် ကောင်းလာတစ်ခုကတော့ဆူနာမီအန်တိုင်ရတော့မရှိဘူးလို့ Pacific Tsunami သတိပေးရေးစင်တာကပြောပါတယ်